မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဟင်္ဒရာမြို့နယ်ရှားခဲရဲကင်းစခန်းမှာရဲတပ်ဖွဲ့ဝင်များစုပေါင်းပြီးတော့ထိုးထားတဲ့အောင်ပါလီထီလက်မှတ်ဟာသိန်း9000စုပေါက်တော့လေဒူရဲအုပ်မျိုးမင်းဦးကစုချင်းဝင်များကိုအချိုးကျခွဲဝေမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဟင်္ဒရာမြို့နယ်ရှားခဲရဲကင်းစခန်းမှာရဲတပ်ချက်တပ်ဦးရဲဒုတပ်ချက် ရန်နိုင်ကြီးရဲတပ်သားရန်အောင်စိုးရဲတပ်သားစိုးမုံနိုင်ရဲတပ်သားထတ်စော်ဟိန်ရဲတပ်သားတိုက်အောင်ရဲတပ်ချက်ကြီးတန်းခိုင်ရဲဒုတချက်ရန်နိုင်စိုးနဲ့ဒူရဲအုပ်မျိုးမင်းဦးတို့တာဝန်ထမ်းဆောင်နေကြတယ်လို့သိရပါတယ်။အဲ့ဒီရှာခဲရဲကင်းစခန်းမှာမြို့နယ်ရဲတပ်ဖွဲ့မှုရုံးကတတ်တာရန်မုံငွေအဖြစ်အောင်မလေးထီလက်မှတ်များကိုရောင်းချရမှာရှာခဲရဲကင်းကလာစဉ်ငွေကျပ်၄000ပုံမှန်ထီထိုးပေးနေရပြီးတော့ အဲ့ဒီထီဘိုးတွေကိုလည်းတပ်ဖွဲ့ဝင်၉ဦးထံကနေပြီးတော့အရာရှိဒူရဲအုပ်မျိုးမင်းဦးကမပေးဆောင်ပါဘဲကြံတဲ့ရှင်ဦးကိုသာအချိုးကျလဆင်ပေးဆောင်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။2024ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာ68ကြိမ်မြောက်ဖွင့်လှစ်တဲ့အောင်ပါလေထီစုကြီးကိုရှားခဲရဲကင်းကရဲတပ်ဖွဲ့ဝင်ရှင်ဦးစုပေါင်းပြီးတော့ထိုးထားတဲ့ထီလက်မှတ်အဆောင်30တဲကဂါကြီး943 143ညနံပါတ်ဟာ သိန်း9000စုပောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးထီပေါက်ကြောင်းကိုဒူရဲအုပ်မျိုးမင်းဦးထံကိုရဲတပ်ဖွဲ့ဝင်၈ဦးကတွားရောက်ပြီးတော့ပြောဆိုတဲ့အချိန်မှာထီလက်မှတ်ဟာ၎င်းပိုင်ဆိုင်တဲ့အတွက်ကြောင့်စုချင်းငွေကျပ်သိန်း9000ကိုမပေးနိုင်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်စုချင်းငွေထုတ်ယူရန်အတွက်ဒူရဲအုပ်မျိုးမင်းဦးဟာရန်ကုန်ကိုတွားရောက်တဲ့အချိန်စုပေါင်းပြီးတော့ထိုးထားတဲ့ထီဖြစ်တဲ့အတွက်ကြောင့် စုချင်းငွေထုတ်လို့မရကြောင်းသိရှိရပါတယ်။ဒါကြောင့်ငွေထုတ်ယူနိုင်ရန်အတွက်ဒူရဲအုံမျိုးမင်းဦးကဒီပေါက်သူတပ်ဖွဲ့ဝင်၈ဦးကို စုချင်းငွေအချိုးကျထုတ်ပေးမယ်ဆိုပြီးတော့ကိုယ်စားလှယ်ထုတ်ခွင့်ရရှိရန်လက်မှတ်များကို Viber နဲ့ပို့ကမ်းပြီးတော့စုချင်းငွေများကိုထုတ်ယူသွားတယ်လို့သိရပါတယ်။စုငွေထုတ်ယူပြီးတဲ့နောက်ဒူရဲအုံမျိုးမင်းဦးဟာစကမ်းကိုပြန်ရောက်လာတဲ့အချိန်ရဲတပ်ချက်ကြီးတအုပ်ကိုသာငွေကျပ်3500ထုတ်ပေးပြီးတော့ဂျန်နဲ့တပ်ဖွဲ့ဝင်9ဦးကိုတအုပ်ကိုငွေကျပ်195ဒိန်းသာထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ အခုလိုခွဲဝေပေးမှုများကိုကျေနပ်ခြင်းမရှိတဲ့ရဲတပ်ဖွဲ့ဝင်များကအချို့ကျပြန်လှည့်ပြီးတော့ခွဲဝေပေးရန်ဒူရဲကိုမျိုးမင်းဦးကိုပြောဆိုခဲ့တော့လေခွဲမပေးနိုင်ဘူးလို့ပြောဆိုလိုက်ပြီးကြိုက်တဲ့နေရာကိုတိုင်ကြားနိုင်ကြောင်းပြောဆိုလိုက်တယ်လို့သိရပါဗျ။ဒါကြောင့်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မြို့နယ်ရဲတပ်ဖွဲ့မှုယုံကရဲမှူးတန်းကျော်ထေးကိုတွားရောက်ပြီးတော့တိုင်ကြားခဲ့တော့လေလက်ရှိအချိန်ထိဘာမှမဖြေရှင်းပေးသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတန်မင်းလာမျိုးမရဲစခန်းကစိုင်ကယ်နဲ့ကင်းလက်ရန်ထွက်လာတဲ့ရဲများကိုမိုင်းဆွဲတိုက်ခတ်ရာရဲတချို့ထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့ည8:50မိနစ်ခန့်မှာမင်းလာမျိုးမရဲစခန်းကစိုင်ကယ်နဲ့ကင်းလက်ရန်ထွက်လာတဲ့ရဲများကို တိုင်းတရားပလီနဲ့ဝေလူဝံဖုန်ကြီးကျောင်းကြားရေကန်ဘေးမှာရှိတဲ့လမ်းမိုင်းမှာတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းရဲတချို့ထိခိုက်မှုရှိပြီးတော့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များဟာအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ရဲခွေးတွေမြို့မစခန်းကဆိုင်ကယ်နဲ့ထွက်လာကိုစောင့်ပြီးတော့မိုင်းဆွဲတက်ခိုက်ခဲ့တာပါထိခိုက်သူတွေရှိပေမဲ့အသေးပြောက်တော့အတိအကျမသိရသေးဘူးဆက်လက်ပြီးတော့လဲမြို့ရင်းစစ်စင်ရဲတွေကိုအရှိန်ဟုန်မြင့်ပြီးလုံဆောင်သွားမှာဖြစ်တဲ့အတော့ပြည်သူတွေစစ်ခွေးရဲခွေးနဲ့ပြူခွေးတွေအနီးမှာဝေးဝေးကနေနေကြပါလို့မြစ်တာရက်ခံကြပါတယ်လို့တရားဝရီခရိုင်တရင်383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုတရားဝရီခရိုင်တရင်383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့နဲ့ မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတယ်မြို့ပေါ်မှာရှိတဲ့စစ်သားရဲပြူစောထိနဲ့အုပ်ချုပ်ရေးတောက်တိုင်များကိုပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးအနားမှာသွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်တာယာဝတီခရိုင်တိုင်ရင်း383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့ကအသိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်ဘေးလီတရားပေါ်ကနေငမိုးရိပ်ချောင်းထဲကိုဝါယာကျိုးနဲ့တွဲချပြီးတော့ခုံချခဲ့တဲ့တမီးရေးစားဇုံတွဲရဲ့ရုပ်အလောင်းကိုခုံချပြီး၄ရက်အကြာမှာပြန်လည်တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ခုံချသေဆုံးသူ2ဦးဟာအသက်20ကျော်အရွယ်တွေဖြစ်ပြီးတော့ရုပ်လောင်းတွေကိုမြောက်ဒဂုံမြို့နယ်အတွင်းကငမိုးရိပ်60နားမှာပဲဒီကနေ့စက်တဘာလ14ရက်နေ့နေ့လယ်ပိုင်းအချိန်ကဆက်လီမောင်းသူတွေက တွေ့ခဲ့တာလို့တွားရောက်ကူညီခဲ့တဲ့ဝင်းရံမှုလူမှုကွန်ရက်အသင်းကအတီးပြုတ်ပြောကြားထားပါတယ်လက်ချင်းတွဲရရုပ်လောင်းပေါ်လာတယ်ရုပ်လောင်းတွေကဝါယာကျိုးနဲ့ပူးချီထားကြတယ်ဘယ်ကလည်းမသိရသေးဘူးလို့ကူညီပေးသူတို့ကပြောပါတယ်ဒီစုံတွဲဟာပြီးခဲ့တဲ့၄ရက်လောက်ခရဲက ခုံချခဲ့တဲ့သူတွေဖြစ်ပြီးတော့ရဲတပ်ဖွဲ့ကစစ်ဆေးနေတယ်လို့ကူညီခဲ့တဲ့ဝင်းရံမှုလူမှုကွန်ရီရဲ့အသင်းကပြောပြထားပါဗါး။ခုံချသွားတဲ့အကြောင်းရင်းကိုတပ်ဆိုင်ရာကစုံစမ်းနေတယ်လို့ဆိုပြီးတေဆုံးသူရဲ့ရုပ်အလောင်းတွေကိုမြောက်လာပါဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါဗါး။စက်တဘာလ23ရက်နေ့ကလည်းတောင်တကုန်းငမိုးရိပ်ချောင်းဖြက်ကူးတရားပေါ်ကနေအမျိုးသမီးတို့ခုံချမှုဖြစ်ပွားခဲ့ပြီးတော့ရုပ်အလောင်းကိုတော့ရှာဖွေနေကြဆဲဖြစ်တယ်လို့သိရပါဗါး။တောင်တကုန်းငမိုးရိပ်ချောင်းဖြက်ကူးတရားပေါ်ကနေခုံချခဲ့တဲ့အမျိုးသမီးရဲ့ အမျိုးသားဖြစ်သူကလည်းပြီးခဲ့တဲ့ဆယ်ရက်ကျော်ကခုံချပြီးတော့တည်ဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာမနေ့ကစက်တဘာလ23ရက်နေ့ညပိုင်းကစတင်ပြီးတော့ဒီနေ့နေ့လယ်ပိုင်းအထိမိုးရေအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းမှုများဖြစ်ကာလမ်းမကြီးများရေနစ်မြုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်62လမ်း65လမ်း84လမ်း85လမ်း35လမ်းလမ်း60 ်လမ်း34လမ်း16လမ်းညောင်ပင်စေးစတဲ့မန္တလေးမြို့ရဲ့အဓိကလမ်းမကြီးတွေပေါ်မှာရေနစ်မြုပ်လျက်ရှိသလိုရွှေတချောင်းရေနီမြောင်းတင်းကစားချောင်းများဟာလည်းရေရှမ်းနေတယ်လို့သိရပါတယ်မန္တလေးမှာကမိုးကြီးရင်ပဲဖြစ်ဖြစ်အခုလိုအဆက်မပြတ်မိုးရွာတာမျိုးပဲဖြစ်ဖြစ်လမ်းတွေပေါ်မှာရေရှမ်းတာမျိုးကတော့ထုံးစံတစ်ခုလိုဖြစ်နေပါပြီမနေ့ညက10နှစ်တော်လောက်စပြီးတော့ရွာတာအခုနေ့လယ်ပိုင်းအထိမတိတ်သေးဘူးမြောင်းတွေပိတ်ရေတွေထွက်ပေါက်မရှိတော့84လမ်းအောက်ဘက်ကအနေပိုင်းရက်ွက်တွေဆိုရင်အိမ်တွေတဲထိကိုရေတွေဝင်ကုန်ကြပြီ လမ်းတွေပေါ်မှာရေရှမ်းတော့ကားတွေဆိုင်ကယ်တွေမောင်းမရဖြစ်ကုန်တယ်လို့မန္တလေးမြို့ကန်တို့ကရှင်းပြထားပါတယ်။စစ်ကောင်မရှင်ရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်တွင်အိန္ဒိယနိုင်ငံ အင်ဒရာဘရာဒိရှ်မြောက်ပိုင်းဩရိဒပြည်နယ်တောင်ပိုင်းကမ်းခြေတို့မှာလေပြင်းရနဲ့ရောင်ဝန်ဖြစ်ပေါ်နေခြင်းကြောင့်ဒီကနေ့ညနေပိုင်းအထိမကွေတိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်ရဲ့နေရာကျဲကျဲနေပြည်တော်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရော်ဒီတိုင်း၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်တဲ့တိုင်းနဲ့ပြည်နယ်များမှာနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးတော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့သိရပါတယ်။ဒါအပြင်မန္တလေးတိုင်း၊မကွေတိုင်း၊စကိုင်းတိုင်း၊တနင်္သာရီတိုင်းနဲ့ချင်းပြည်နယ်တို့မှာမိုးရွာသွန်းခြင်းနဲ့ ဲ့တူလေပြင်းတိုက်ခြင်း၊မိုးထစ်ခြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတာတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချာနာဘူရီခရိုင်စံခလာဘူရီမြို့မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားလူငယ်အယောက်80ဖမ်းဆီးခံလိုက်ရပြီးတော့ဖမ်းဆီးခံရသူများဟာရန်ကုန်နဲ့မန္တလေးကလာတဲ့လူငယ်များဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ14ရက်နေ့မနက်3:00နာရီ30မိနစ်အချိန်ထိုင်းနိုင်ငံကန်ချာနာဘူရီခရိုင်စံခလာဘူရီမြို့နယ်မှာ နေဆက်ကိုဖြတ်ကျော်ပြီးတော့တရားမဝင်လမ်းကြောင်းကနေတဆင့်ဝင်ရောက်လာတယ်။မြန်မာနိုင်ငံသားအယောက်80ကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါဗျ။အဲ့ဒီမြန်မာများဟာ ကျွဲကောချံတခုအတွင်းမှာဝင်ရောက်ပုံအောင်နေတဲ့အချိန်ထိုင်းနိုင်ငံသားတချို့ကတွေ့ရှိရာကနေထိုင်းအာဏာပိုင်များကဝိုင်းဝန်းပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ထောက်ထားမဲ့တဲ့မြန်မာနိုင်ငံသားအလုသမား80ဦးမှာအမျိုးသား48ဦးနဲ့အမျိုးသမီး22ဦးတို့ပါဝင်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူများဟာအသက်18နှစ်ကနေအသက်40အတွင်းဖြစ်တဲ့လူငယ်များဖြစ်ကြပြီးတော့မန္တလေးရန်ကုန်တို့ကဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံဘန်ကောက်မြို့စမော့စခွန်နဲ့စမော့ပရာဂန်တို့မှာအလုလုကန်ရန် ပွဲစားကတဦးကိုထိုင်းဘတ်ငွေ1000ကျွဲပေးဆောင်ခဲ့ရတယ်လို့သိရပါဗျ။ကျွဲကောချံတစ်ခုထဲမှာပုံအောင်ပြီးတော့ပွဲစားလာရောက်ပြီးတော့ခေါ်ဆောင်တာကိုစောင့်နေတဲ့အချိန်မှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးခံတဲ့သူများကိုတရားဥပဒေအရရေးယူရန်ဆန်ကလာဘူရီရဲစခန်းကိုပို့ဆောင်လိုက်ပြီးတော့ကန်ချနာဘူရီလူဝင်မှုကြီးကြပ်ရေးကနေအိမ်ပြန်ပို့ခြင်းများကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရစေခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမေထီလာမြို့နယ်အခြေဆိုင်တပ်မ69လက်အောက်ခံခမရ335တပ်ရင်းကစစ်ဗိုလ်တပ်တပ်သားတအူးဟာလက်နက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ23ရက်နေ့မှာမေထီလာမြို့နယ်အခြေဆိုင်တပ်မ69လက်အောက်ခံခမရ335တပ်ရင်းကစစ်ဗိုလ်တပ်တပ်သားတော်စင်အောင်ဟာစလင်းပါလာဖာယာယီနဲ့ချိတ်ဆက်ပြီးတော့လက်နက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်ရောက်လာတဲ့စစ်ဗိုလ်တပ်တပ်သားတော်စင်အောင်ဟာ စစ်မှုထမ်းအပတ်စဉ်16တင်းတန်းဆင်းဖြစ်ပြီးတော့ဟိုပုံးမှာစစ်မှုထမ်းတင်းတန်းတက်ရောက်ခဲ့ရတယ်လို့သိရပါတယ်။သူကတော့တင်းတန်းဆင်းတာမကြသေးဘူးလို့ပြောတယ်။စစ်မှုထမ်းအပတ်စဉ်16ကလို့ပြောတယ်။စစ်မှုထမ်းတင်တန်းကိုဟိုပုံးမှာတက်ခဲ့ရတယ်တဲ့အလင်းဝင်လာတဲ့သူကဆလင်းမြုံနယ်ကပဲစံစက်မှာအလုတ်လုပ်ရင်းနဲ့ပေါ်တာဆွဲခံရတာပါလက်ရှိတော့သူ့မိသားစုနဲ့အတူလွံ့မြောက်နယ်မြေကိုပို့ဆောင်ထားပါတယ်လို့ဆလင်းမြုံပြ UG ကြားပေါက်အဖွဲ့နဲ့ဆလင်းပလတ်ဖယာယီအဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ် ်မလားတူပဲတနင်္သာရီတိုင်းတရချောင်းမြို့နယ်အခြေဆိုင်ခမရ45တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့ရန်တိုင်းလင်းကတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့ကြောင်း PDF The Way District Battalion 2ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဩဂတ်စ်လ20ရက်နေ့မှာတရချောင်းအခြေစားခမရ45တရင်ကစစ်မှုထမ်းတပ်သားတဲ့ရန်တိုင်းလင်းကတနက်တလက်ကိုယူဆောင်လာပြီးတော့ PDF The Way District Battalion 2တပ်ရင်းထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ သူကစစ်ကြောင်းနေရယူတော့အလင်းဝင်လာတာပါကျွန်တော်တို့နဲ့တွေ့ပြီးတော့တခါတည်းအလင်းဝင်လာတယ်တနက်ပါလာတယ်အလင်းဝင်လာတဲ့သူကပေါ်တာဆွဲခံရတာပါစုငွေချင်းမြင်ဖို့ရှိပါတယ်တပ်ဆိုင်ရာဝန်ကြီးဌာနတွေကိုတင်ပြပြီးတော့ဆောင်ရွက်သွားမှာပါလို့ PDF ဒဝဲ District Battalion 2ကတာဝန်ရှိသူကပြောဆိုထားပါတယ်အကြမ်းတ်စစ်အာဏာရှင်လက်အောက်မှာရှိတဲ့တပ်သားများအနေနဲ့မိမိတို့ရဲ့စိုးပြက်များကိုကိုယ်တိုင်ပြန်လည်တုံ့တက်မိစေရန်အတွက်တော်လိုင်းတပ်များက ပြည်သူရင်ခွင်ထမ်းကိုအလင်းဝင်ရောက်လာသူများကိုအမြဲတမ်းကြိုဆိုလျက်ရှိပါတယ်လို့ PDF ဒဝဲ District Battalion 2ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကခင်းဝေးပြီးတော့ အချမ်းပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ